ရှင်ရောင်သူတေသနာပညာရှင်တွေအပြေရှာမရတဲ့ဂျန်စီအယူစုဒီကနေ့မှာတော့အားလုံးအတွက်ကျွန်တော်တို့တွေ့ရှိထားတဲ့ထူးခြားတဲ့ຢာတွေကိုဖော်ပြပြသသွားမှာဖြစ်ပါရယ်ခင်ဗျအဲဒါကတော့လုံးခဲ့တဲ့နှစ်ပေါင်း200လောက်ကကျွန်တော်တို့ရဲ့မျိုးဆက်ဘိုးဘေဘီဘီနေဖြစ်ကြရီဂျန်စီတယောက်ရဲ့ရုပ်ကျွင်းပဲဖြစ်ပါရယ်ဟုတ်ကဲ့ပါဒီမိမအယူစုဆိုတဲ့ရုပ်ကျွင်းဟာထူးဆန်းလာရင်းနဲ့ပြည့်နေနေပြီးတော့အခုဒီကျွန်တော်တို့ပညာရှင်တွေမဖော်ထုတ်နိုင်သေးတဲ့အပြေရှာမရတဲ့ပုံစံတစ်ခုလို့ဖြစ်နေပါရယ်သူမရိုးကြနေပြီဆိုပေမဲ့သူမရဲ့စီလင်ကုန်တွေကတော့အကောင်းလိုက်ပါပဲခင်ဗျ ပိုဆိုးတာကစီလီကူရင်သားနှစ်ခုကလုံးဝလှပစွာကြမ်းရှိနေခဲ့တာပါ။အုံနာပါဝင်တခြားစိတ်ပိုင်းတွေကတော့မြေကျသွားပြီဆိုပေမဲ့ဖေးလာထိုးထားတဲ့နှခမ်းသားလေးကတော့ပုံမပြတ်ပဲကြမ်းရှိနေသေးတာကအများအမြင်ပါပဲ။အဲဒီတက်ပို့ပြီးတော့ထူးကြတာကအယိုးစုရီယာတော့မိုင်အာမီမှာရှာတွေ့ပြီမေ။ဒူမရဲ့စီလီကူနေကမင်းရင်ချိုင်းလာလို့ရေးထားပြီးတော့ဒူမဟာဘေးမှာတကယ်နေခဲ့ရလဲဆိုတာကိုကျွန်တော်အပြေရှာနေစေဖြစ်ပါရခင်ဗျ။ဒီလိုမျိုးရှုပ်ထွေးနေတဲ့ရှားပွေမှုကိုကျွန်တော်တို့ကဆက်လက်လှုပ်ဆောင်သွားမှာဖြစ်ပြီးတော့ရက်တန့်သွားမှာမဟုတ်ပါဘူး။ ။ Okay ပါ။နောက်ထပ်ရုပ်ကြွင်းတစ်ခုကတော့တင်မားမှာရှိတဲ့စီလီကွန်တွေကစဉ်းစားစရာပါပဲ။နောက်ဆုံးအနေနဲ့ကျွန်တော်ပြောချင်တာကဒီရုပ်ကြွင်းက LGTB များလားလို့တန်တရားဝင်မိပါလိမ့်။ပြောရင်းဆိုရင်းနဲ့နှစ်တွေကြာနေပြီဖြစ်တဲ့စီလီကွန်တစ်ခုကပေါက်ကွဲထွက်ပြီးတော့အလုံးနဲ့ယုံရင်ဆန်ခတ်ဖြစ်ကုန်ကြပါရခင်ဗျာ။